အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တတရင်ဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပျောက်ဆုံးနေတဲ့ရွှေဘိုကဆရာတော်အပါ၃ဦးဆယ်ရက်ကြာတိပြန်မလွတ်သေးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘိုမြို့နယ်ကင်းပြကျေးရွာအနီးမှာဖမ်းခံရတဲ့ဆရာတော်တပါးအပေါင်း၃ဦးဆယ်ရက်ကြာတိပြန်မလွတ်သေးဘူးလို့ဖမ်းဆီးခံဆရာတော်နဲ့နှီးဆက်သူတွေစီကတီးရပါတယ်။ နိုဝင်ဘာ9ရက်မှာရွှေဘုံမြို့မြတောင်ရက်ွက်ရှိမဟာဝိတုတရာမဗုဒ္ဓဂါယကျောင်းတိုက်တည်ထောင်သူဆရာတော်ဒေါက်တာဝိတုတနဲ့အတူကိုရင်ကြီးတပါအမျိုးသမီးတအူးတို့ဟာရွှေဘုံကနေရန်ကုန်ကိုကားနဲ့သွားမှဖမ်းဆီးခံခဲ့ရလို့ဆိုပါတယ်။ဆရာတော်နဲ့အဆက်အသွယ်မရပါဖုန်းလေးပြောလို့မရပါလူဝေလဲလိုက်ပြီလို့တော့တီးရတယ်စစ်ဆေးမင်းမြန်ဆေးလို့တီးရပါတယ်။ဘယ်မှာဖမ်းထားတယ်ဆိုတာတော့တိတိကျကျမပြောပါဘူး။သူတို့ဖမ်းရမယ့် list တွေဆရာတော်ပါတယ်လို့ပြောပါတယ်။တဲ့နဲ့ပတ်သက်တာအဲ့လိုမျိုးတော့မရှိပါဘူး။ ဆရာတော်ရွှေဘိုကသူ့ချောင်းမှာဖျားထီးတင်တာရှိလို့အိန္ဒိယကနေခဏပြန်ချွာလာတာအဲ့မှာဖမ်းခံရတာပါလို့ဖမ်းဆီးခံဆရာတော်နဲ့နှီးဆက်သူတန်ခါတပါးကမိန်ပါတယ်ဒီဖမ်းဆီးမှုကိုရွှေဘိုမြို့နယ်ပါကဖာကလှုပ်ဆောင်လာလို့အထက်ပါတန်ခါကမိန်ထားပြီးဒီအခြေအနေနဲ့ပတ်သက်လို့မြို့နယ်ပါကဖာကိုတရင်ဌာနကဆက်သွယ်မေးမြန်းခဲ့ပေမယ့်အသေးစိတ်ပြန်လည်ဖြေကြားတာမရှိပါဘူးဖန်စီခန့်စီရတော့ကိုရွှေဖို့ပကပကပြူစောတီဖုန်ကြီးဟုတတ်မှတ်ခါဖန်ဝရထုတ်ထားတာလည်းရှိတယ်လို့အထက်ပါတန်ခါကမိန်ပါတယ် ဆရာတော်ကအိန္ဒိယနိုင်ငံဗုဒ္ဓဂယာရှိဝင်းဝင်းနိုးစီကျောင်းတိုက်တည်ထောင်သူလည်းဖြစ်ကောင်း၎င်းထူထောင်ထားသောရွှေဘုံမြို့ညတောင်ရက်ခွက်ရှိမဟာဝိတုဒရာမဗုဒ္ဓဂယာကျောင်းတိုက်မှာလည်းပညာရေးစင်တာတစ်ခုကိုအခမဲ့ဖွင့်လှစ်ပေးကရွှေဘုံဒေသတစ်ဝိုက်ကကလင်းငယ်တွေကိုခိုထူကိုထပညာသင်ကြားပေးနေတာလို့ဆိုပါတယ် ဖန်စီခံရတာရက်ကြလာတဲ့အပြင်တရင်ထက်မရတာကြောင့်အသက်ရှင်လျက်မရှိမှကိုဆရာတော်နဲ့နှီးဆက်သူတွေကစိုးရိမ်နေကြကဒီဖန်စီထားမှုနဲ့ပတ်သက်ပြီးလဲတက်ဆိုင်ရာအဖွဲ့တွေဘက်ကဒီကနေ့အထိတရင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။